တင်တန်းတော့မပြီးသေးဘူးအဲတင်တန်းတော့မပြီးသေးဘူးပေါ့နော်15ရက်ပဲတင်တန်းပေးရသေးတာအဲ့လိုကြီးဖြုတ်လာအပြီးသူတွေဝင်ပော့စီဖို့ပေါ့နော်တက်ဖွဲ့တွေအချိန်ကုန်တက်တာစီဖို့ပြီးရင်ဒါလုံးဝဒါလိုအပ်တဲ့ပစ္စည်းပစ္စည်းတွေဖြစ်စီဖို့ကိုမင်းတို့ဘဘကြီးကတေချာစနစ်တကျနဲ့အသေးစိတ်စီစဉ်ပြီးတော့ပို့ပြီးတဲ့အတွက်တကယ်ကျေးဇူးတင်တယ် ္ဂလာပါဒီနေ့ကအော်တိုဘာလ24ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်ကတိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးပြောတိုက်ပွဲဖြစ်စဉ်တွေဒေါ်လိုင်းတက်ဖွဲ့တွေထုတ်ပြန်လာတဲ့ထုတ်ပြန်ချက်တွေပြင်အိုက်ဖြစ်စဉ်တွေပြင်အိုက်ဒီကအားရစရာကောင်းတဲ့အချက်လက်တွေကျွန်တော်ပြောကြမှာပေါ့နော်အခုဒါမြင်းညံသားတွေလက်ဆွမ်းပြတာပေါ့နော်မြင်းညံနှထိုးကြီးဒီအဖွဲ့တွေတောင်သာဖွဲ့တွေလက်ဆွမ်းပြထားတဲ့ဒါတိုက်ပွဲတွေအကြောင်းကိုဒါထုတ်ပြန်လာတာရှိတယ်ဒါမြင်းညံခိုင်အမှတ်ဒါအမှတ်လေးတက်ရင်အမှတ်တစ်ချက်တက်ရင် ဒီတက်ဖွဲ့တွေကနေကိုစိုးအောင်တို့အဲကိုစိုးအောင်ဆိုတိမှာပါကိုစိုးအောင်အတကုံဖဲတဲ့လူပေါ့နော်အဲဒါသူတို့အဖွဲ့တွေထုတ်ပြန်လာတာရှိတယ်တိုက်ပွဲဖြစ်စဉ်ထုတ်ပြန်ကြေညာချက်ပေါ့ဗျာအဲ့ဒါကဒါ29ရက်သူတို့ထုတ်ပြန်လာတာကတော့အရှိကြီးပဲအရှိကြီးအဲ့တော့အားရစရာတွေအများကြီးပါလက်နက်ပေါင်းပေါ့နော်လက်နက်မျိုးစုံ40လောက်ခုနှစ်လက်အဲ49လက်ရပြီးတော့ကြီးမျိုးစုံခဲရန်ပြီးရင် drone jammer ပြီးကားအဲ့ဒါတွေကဆအများကြီးရစစ်တုံးမနေလည်းမိတယ်ပေါ့နော် ဲဥစ္စာတွေနဲ့ပတ်သက်လို့ဒါကြောင့်ပြောမယ်အဲ့တော့ပထမဆုံးတော့6လပိုင်း25ရက်နေ့ကနေစတာအဲစတာအဲ့ဒါကရန်ကင်းဖျားကနေပြီးတော့မြိုင်သာကြေးရွာဘက်ကိုဥတည်ပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အင်အား200ပါစစ်ကြောင်းအဲ့ဒီစစ်ကြောင်းကစစ်ကြောင်းထိုးလာလို့ဒေါ်လိုင်းတက်ဖွဲ့တွေပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တာစာပြီးဖြစ်ပြီပေါ့နော်စာပြီးဖြစ်ပြီကျွန်တော်ပြည်စင်းနေသူတို့ထုတ်ပြန်ထားတဲ့ထဲကမှာပေါ့နော်ဒါထူးခြားတဲ့ဟာလေးတွေကျွန်တော်ပြောသွားလိုက်မှာပေါ့နော်အဲ့တော့ဒါအဲ့တိုက်ပွဲမှာဘယ်တက်ဖွဲ့တွေပါလဲဆိုတော့မြင်းကြံခရိုင်အမှတ်လေးတရင်အမှတ်30တရင်ပြီးရင်မြေသားပါကပအပြင်အခြားမဟာမိတ်တက်ဖွဲ့တွေပါတယ် ဒီတပ်ဖွဲ့တွေနဲ့အားလုံးစုပေါင်းပြီးတော့တိုက်ပွဲဖြစ်ပွားတယ်ဖြစ်ပွားတဲ့အချိန်မှာတိုက်ပွဲကညနေ3နာရီကနေပြီးတော့ဒါ9နာရီခွဲထိကြာအဲ့ဒီတိုက်ပွဲအဲတိုက်ပွဲပြီးတဲ့အချိန်မှာဘာလဲဆိုတော့ထုံးစံတိုင်းပြောပြမယ်ထုံးစံတိုင်းစစ်ကောင်စီဘက်ကစစ်ကောင်စီဘိုးကြီးတအုပ်အပါ9ဦးသေးတယ်အရင်က200ပါတဲ့စစ်ကြောင်းဖြုတ်တာပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့အလောင်းတလောင်းဒါရှင်းလင်းတဲ့ခါမှာရတယ်ပြီးရင် MA5 တလက်ရတယ် အဲစရပြီစပြီတည်ပြီပေါ့နော်စပြီတည်ပြီအဖွင့်မှာအဲ့လိုမျိုးဒါပေမဲ့တိုက်ပွဲတွေကတော်တော်ကိုကျန်းကျန်းတန်းတန်းဖြစ်တဲ့အနေထားအဲ့တော့၃နိုင်ကနေ၅နိုင်ခွဲစီရော၂နိုင်ခွဲထိကြအဲ့အဲ့၂နိုင်ခွဲကြာတဲ့အတော့အတွင်းမှာပြည့်ရတဲ့ကြည်စံဘလောက်တောင်ရှိမလဲဒါစဉ်းစားလို့ရတယ်ပေါ့နော်တော်တော်ကိုဒါစစ်ကောင်စီဘက်ကအင်အားအများကြီးကိုတော်တော်ပြစ်ခတ်ရှင်းလင်းရတဲ့အနေထားမျိုးဖြစ်တာပေါ့နော်အဲ့တော့နောက်ထပ်ဆယ်လာပိုင်း၁ရက်နေ့အဲဆယ်လာပိုင်း၁ရက်နေ့မှာဒါမြိုင်းသာရွာကိုမီးရှို့ပြီးတော့ဒိုင်းလေရွာကိုဥတီလာတဲ့အင်အား250ပါတဲ့စစ်ကောင်စီစစ်ကြော အခုန200အခု250ဖြစ်သွားပြီပေါ့နော်အဲ့စစ်ကြောင်းနဲ့တော်လိုင်းတက်ဖွဲ့တွေနဲ့ပဲဒါထပ်ပြီးတော့တိုက်ပွဲဖြစ်တယ်အဲ့မှာပါတဲ့တက်ဖွဲ့တွေကခုနကဒါရင်းလေးပါတယ်ရင်းတစေပါတယ်ပြင်မြေသားပကဖပါတယ်ငင်းရန်ခိုင်ဒုံအဖွဲ့ပြင်ပေါ့နော်ဒီဒရုန်းအဖွဲ့တွေလည်းပါတဲ့အပြင်တို့ချာဒါမဟာမိတ်တက်ဖွဲ့တွေလည်းပါတယ်ပေါ့နော်အဲ့တော့တိုက်ပွဲက3နိုင်ကျော်တိုက်ပွဲဖြစ်တာအော်ပါပါ ဒီအခုနောက်ပိုင်းတိုက်ပွဲတွေမှာဗောနော်3နာရီကျော်2နာရီကျော်ဆိုပြီးတော့ပစ်ခတ်ပြီးတော့တိုက်ခိုက်နိုင်မှုအတွက်ကဒီမြေပြန့်ကတပ်ဖွဲ့တွေအတွက်ကတော်တော်လေးခက်ခဲတာဗျအကြမ်းပြောရင်တော်တော်ကိုဒါလုံရီကန်ရင်ရှိပြီးတော့ဒါခရမ်းအင်အားတောင်းတင်းมาပဲဒီလောက်အကြာကြီးတိုက်ပွဲဝင်လို့ရတာဗောနော်မဟုတ်ရင်အဲတိုက်ပွဲဝင်လို့မရဘူးလားဆိုတော့ရတယ်ဘလောက်ပဲရှိရှိခရမ်းတောင်းရှိလေဝင်လို့တော့ရတယ်ဒါပေမဲ့ကိုယ့်ဘက်ကအရေးမတအောင်ဗောနော်အခုလိုမျိုးအရေးမတဘူးဆိုရင်ဒါအခုလိုမျိုးအကျိုးမြတ်လည်းမရအောင် ဒါအခုကျတော့တပ်ဖွဲ့တွေကသူရပြန်ကိုရပြန်ဆော်တဲ့အနေထားအဲ့လိုဆော်နိုင်လို့လေအခုလိုမျိုးဒါအကျိုးမြတ်တွေရတာအကျိုးမြတ်ကြောင်းပြောအကျိုးမြတ်ကဒါစစ်ကောင်စီ၄ဦးဖမ်းမိတယ်အဲစာပြီးဖမ်းမိပြီအရှင်းနေပါမိလာပြီအဲစစ်ကောင်စီ၁ဦးထက်မနည်းဒါအသက်မရှူသေးတယ်ပြီးရင်ရတဲ့ဟာတွေပြောမှာနော်ရတဲ့ဟာတွေမနည်းကိုကျွန်တော်အားရတယ်အဲ့ဒါယူဖတ်ပြမယ်ဟောနော်တချို့ဟာတွေအတုံချုံးလိုက်မယ်ဗျာဆက်လက်တက်လက်ရတယ် MA 11 3လက်ရတယ် G3 2လက်ရတယ် MA 1တက်လက်ရတယ်79တက်လက်ရတယ် MA 5နှစ်လက်ရတယ် drone နှစ်စီးရတယ် drone အကြီးပေါ့နော် drone နှစ်စီးရတယ်ကြည်မျိုးစုံ3300ကျော်ရတယ်50မမ3လုံးရတယ်60မမ9လုံးရတယ် RPG 3လုံးရတယ် drop bomb ဒါ drone နဲ့ဘုံးစီးချပြီးတိုက်ခိုက်ဖို့အတွက်ဒါ drop bomb ပေါ့နော်အဲ့ဘုံးက၄ပါတောင်ရတယ်ပေါ့နော်ပြီးရင်လက်ပြဘုံ12လုံးရပြီးရင် ina ကရတယ်ကြည်ပေါက်22ပေါက်ရတယ်ဂျမာကားတစ်စီးရတယ်ပေါ့နော်နောက်တော့ကား3စီးရတယ်အားရစရာကြီးတိုက်ပွဲကြီးရတကယ်ပေါ့နော်အဲကြောင်ပြောတာပေါ့ခုနကပေါ့ ကိုမာသာလက်နက်ခဲရနဲတယ်လူအင်အားနဲတယ်လက်နက်ခဲရမပြည့်စုံဘူးဆိုရင်ဒီလိုမျိုးအောင်မြင်မှုရဖို့အတွက်ကမလွယ်ဘူးရှစ်ကောင်စီဘက်ကအင်အား250အောင်ရှိတယ်အဲ့250ကြီးကိုဖြုတ်ပြီးတော့သူပြန်ကိုပြန်ပြင်းပြီးတော့ဒီလိုမျိုးအောင်မြင်မှုရဖို့အတွက်ကကျွန်တော်တပ်ဖွဲ့တွေအများကြီးပြည့်စုံနေမှာရအော်ဒီတပ်ဖွဲ့တွေကဒီလိုမျိုးတိုက်ပွဲဝင်နေတယ်ဆိုရင်ဟာကတကယ်ကြီးကြီးလေးစားမှာဖြစ်တယ်အဲ့တော့ရလိုက်တဲ့ပစ္စည်းပစ္စည်းတွေကနဲမှမနဲပဲရိုက်ထားတဲ့ပုံတွေကလည်းကြိုက်တယ်ကျွန်တော်ကတော့ကားတွေလည်းပါဒီလိုမျိုးရိုက်ပြီးတော့တင်ပေးတာကိုလည်းကျေးဇူးတင်တယ် ။ဘာဖြစ်လို့ဆိုတော့မင်းတို့ဟိုဘက်ကရက်ကွက်ကကောင်တွေကအရန်ညင်းလို့အရန်ဟွာဖြစ်လို့အဲ့ပုံတွေကိုတချို့ဟာတွေကတော့တင်လို့မရလို့မတင်တာ။အဲ့ဒါကိုမင်းတို့ကဗီဒီယိုလေးနဲ့ပြောပါလားတို့အဲပုံတွေပြပါလားတို့တင်ထားတယ်တပ်ဖွဲ့တွေအကုန်တင်ထားတယ်သတိဌာနတွေမှာလည်းအကုန်တက်တယ်အဲ့တော့သွားကြည့်ကြအဲ့မှာလက်နောက်ပစ်ပြီးတော့ဖမ်းဆီးခံထားရတဲ့လေးကောင်ပါတယ်နောက်မှာကားတွေပါတယ်ရထားတဲ့လက်နက်ခဲယံတွေစီပြထားတယ် เนาะအဲ့တော့အဲ့မှာသွားကြည့်လို့ရတယ်ဘောနော်အဲ့တော့ဖြစ်နိုင်ရင်ကျွန်တော်တို့လည်းဒါဒီလိုမျိုးတော့တင်ပေးခြင်းတယ်ဒါပေမဲ့အရန်ထိထိထိပြီးတော့ဒုက္ခရောက်လို့လို့ဘောနော် channel ပါပြတ်ကြမဲ့အနေထားမျိုးတွေဖြစ်လို့ကျွန်တော်တို့ကတအားစီစဉ်နေရတဲ့အနေထားဖြစ်နေရပါအဲ့အတွက်လည်းဒါမိဘဖြစ်သူတွေကိုတောင်းပန်တယ်ဘောနော်ဟိုဘက်ကကောင်တွေကိုတော့ပြောချင်တာကလိုက်ပြီးတော့ဒါသတင်းလေးပါလေးလိုက်ကြည့်ပေါ့နော်ပထဝီပြောတဲ့စကားတွေကြည့်ပဲနားထောင်နေနဲ့ပေါ့နော်မင်းတို့ပထဝီကမြေမြေမှာအလူးလေးဖြစ်နေတာပေါ့နော်အဲ့တော့ဒါနောက်ထပ်နောက်ထပ်ဖြစ်စဉ်နောက်ထပ်ဖြစ်စဉ်အဲ့ဒါက9ရက်နေ့ကနေပြီးတော့12ရက်အတွင်းတိုက်ပွဲတွေဇက်တိုက်ဖြစ်တယ် ဲ့တော့ဒါမလိုင်တဲ့တောင်သာမြို့နယ်တွေမှာရှိတယ်ပေါ့နော်ဒါအမျိုးသမီး20ထက်မနည်းကိုဒါအလုံးမတူပဲနဲ့အရမပြူချင်းခဲ့တဲ့ကောင်နေအဲပြီးရင်ဒါနေနေကိုမိရှိုးတဲ့ကောင်နေဖြက်စည်းတာတွေကိုလှုပ်ခဲ့တဲ့ကောင်နေအဲ့ဒီကောင်နေကိုဥဆောင်ခဲ့တဲ့စစ်ကောင်စီဘုံမှုကြုံမင်းအပါစစ်ကောင်စီ20ထက်မနည်းတေဆုံးတယ်9ဦးအရှင်မိတယ်ထပ်ပြီးတော့ခုန4ဦးအခု9ဦး9ဦးဖြစ်သွားပြီနော်မိတာအဲအဲ့လိုမျိုးရတယ်အဲ့တော့ဒီမမရန်ရန်လုံရက်တွေကိုလှုပ်ခဲ့တဲ့ကောင်နေရဲ့ ဒါနောက်ဆုံးအဆုံးသက်အဆုံးသက်အဲကျော်မင်းဆိုတဲ့ကောင်ပေါ့နော်ကျော်မင်းဆိုတဲ့ကောင်အာဒါစစ်ခွေးပုံမှုပေါ့နော်ကျော်မင်းဆိုတဲ့ကောင်မင်းမပြိုတွေကိုဒါဒေသခံပြည်သူတွေကိုနှိမ့်ဆက်တာတွေအရမပြူကျင်တာတွေပစ္စည်းတွေကိုလူယူတာတွေကိုကျိုးရှာတာတွေမင်းတို့ရှာတဲ့ပစ္စည်းကြနဲ့လိုက်ပြီးကောက်ထဲအဲ့လိုကောင်မျိုးတွေပြီးရင်ဒါအခုမီးရှိုးတဲ့ကောင်မျိုးတွေအဲ့လိုကောင်တွေရဲ့နောက်ဆုံးသွားရလမ်းလမ်းဘလို့တော့တည်လဲတော့မပြောအနေနဲ့တော့နော်အဲ့တော့ကျတော့နောက်ထပ်၅ဦးမိတယ်ပေါ့နော်အဲ့ဒီတိုက်ပွဲရဲ့ရလက်ကိုပြောပြမယ် ်တကယ်အများကြီးတော့တကယ်အများကြီးရှေ့ကြီးအဲ MA1 6လက်ရတယ် MA2 5လက်ရတယ် MA3 6လက်ရတယ်အော်ရှေ့သေးကြီးပဲ MA4 တလက်ရတယ် RPG တလက်ရတယ်ဆက်လက်2လက်ရတယ်ဟာဆက်လက်ဒါတွေကဝယ်မှုဆိုရင်မလွယ်ဘူးတဲ့အရာတွေပတ်ဟန်ရှိတိုင်းတော့မှပဲဝယ်ဖို့အတွက်ကိုတော်တော်ခက်ခဲမဲ့အရာတွေဟာသွားအောင်ခဲ့ဝယ်အောင်ခဲ့အညာမှာတိတဲ့အတိုင်းပဲဒါကိုရတိုင်းလိုမျိုးရော RPG တလက်ပေးဆက်လက်တလက်ပေးဝယ်လို့မရဘူးအဲတော့ကြတော့ရမယ့်နေရာကြီးထိသွားရတာရှိတယ်ခီးလန်းကော်ဝေးတာတွေရှိတယ် အဲခုနလိုဈေးတွေပို့ပြီးတော့ကြီးမြင့်လာတာတွေရှိတယ်အဲပြီးရင်ပြန်လာအောင်ဟဲ့ပါဟဲ့အာလမ်းကြောင်းတွေပိတ်လို့ကွေ့ပတ်ပြီးတော့ပြင်းပြင်းထန်ထန်သွားရတာတွေရှိတယ်အဲကြအဲ့လိုအခက်အခဲတွေကိုမဖြစ်စေချင်လို့စစ်ကောင်စီဘက်ကကောင်တွေကလာပြီးတော့လှူပေးတာဖြစ်တယ်ဟုတ်နော်အဲ့ဒါမိုက်တယ်ဆက်လက်နှစ်လက်ရတယ်ပြီးရင်60မမပြောင်းလို့3လက်ရတယ်အော်စိန်မြောင်းဆိုတာအခုချိန်မှာရမ်းလိုအပ်တာတပ်ဖွဲ့တွေကလက်နက်ငယ်တော့ဒါချုပ်ဖွဲ့တွေကစုံကောင်းစုံလိမ့်မယ်ဒါပေမဲ့လက်နက်ကြီးအခုပြစ်လက်နက်ပါဗျာဒီလိုမျိုးစိန်မြောင်းနေအဲ့လိုစိန်မြောင်းနေကဒါအခုပြစ်လက်နက်တွေဖြစ်တဲ့အတွက်ပေါ့နော်တိုက်ပွဲတစ်ခုမြင်းမြင်းတိုက်ပွဲတစ်ခု ဒါဖန်တီးတဲ့အခါမှာအရန်အရေးပါတယ်လက်နက်တွေအဲခုနကဒီဆက်လက်တွေ RPG တွေပြီးရင်ဒါ60မမဒါစိန်ပြောင်းနေပေါ့နော်အဲ့ဒါတွေကအရန်လိုအပ်တာအဲ့ဒါတွေအထိပါအသေးစိတ်စဉ်းစားပြီးတော့လာလူပေးတဲ့မင်းတို့ဘဘကြီးကိုတကယ်ကျေးဇူးတင်တယ်သိလားတကယ်ကျေးဇူးတင်တယ်မင်းတို့ကောင်တွေလည်းဆက်ပြီးလော်ပေးကြအောင်အောက်ကကောင်တွေအဲ့လိုများများလှူအောင်ပေါ့နော်အဲဒါ60မမပြောင်းလို့ဒါ3လက်ရတယ်ပြီးရင်60မမပြောင်းရှည်တစ်လက်ရဒါသူတို့ထုတ်ပြန်တဲ့အတိုင်းကျွန်တော်ပြောပြပါပေါ့နော်အဲ့တော့ဂျီမျိုးစုံ6000နဲ့88000ရတယ်6000ကျော်ရတယ်ဗျာဂျီမျိုးစုံနော် အပြင်ဒါ40မှမ55လုံးရတယ်60မှမ71လုံးရတယ် RPG ဘုံဒီ72လုံးရတယ်အဲ့တော့ခုနစိန်ပြောင်းနေ RPG တွေပေးတဲ့အချိန်မှာဗောနော်ကျစီရမရှိမှဆိုလို့ဘုံသီးတွေပါတခါလဲဖေးတာအဲ့ဒါမိုက်တယ်အဲ့ဒါလဲအားရဖို့ကောင်းတယ်ပြီးရင်ဒါ drone နှစ်စီး drone ကတ်ချာနှစ်ခုရတယ် drone gun ပါဗျာ drone ကတ်ချာ drone ပစ်ဒါပစ်ပြီးဆွဲချဖို့အတွက်အဲ့ဒါလဲနှစ်ခုရတယ် drone ကလည်းနှစ်စီးရပြီးရင် jammer ရတယ်ကြောပိုးပြီးတော့သွားတဲ့ jammer တစ်ခုရတယ်ပြီးရင် jammer ကြီးတစ်ခုရတယ် ကားသုံးစီးတက်ရတယ်ဒရုန်းပုံစီးနှစ်ပါတက်ရဟာတကယ်အပတရားကြီးလာပေးတာကမ်ပိန်းလုပ်မယ်ဆိုရင်တော့မှပဲဒီလိုမျိုးပမာဏပြည့်မြအောင်လုပ်ဖို့အတွက်ကမနေဘူးကာလပေးရပြည်သူတွေမနေဘူးလှူအောင်အဲအဲ့တော့ပြည်သူတွေဝင်ပေါ့စီဖို့ပေါ့နော်တက်ဖွဲ့တွေအချိန်ကုန်တက်တာစီဖို့ပြီးရင်ဒါလုံးဝဒါလိုအပ်တဲ့ပစ္စည်းပစ္စည်းတွေဖြစ်စီဖို့ကိုမင်းတို့ဘပကြီးရဲ့တေချာစနစ်တကျနဲ့အသေးစိတ်စီစဉ်ပြီးတော့ပို့ပြီးတဲ့အတွက်တကယ်ကျေးဇူးတင်တယ်အဲ့တော့မိုက်တယ်ပေါ့နော်အဲ့တော့ဒါလေးရတာတိုက်ပွဲအတွင်းမှာအဲ့လောက်ထိရခဲ့တယ် ြီးရင်ဒါပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်နေတဲ့ကောင်အဲ့တော့မှမရင်းကျင်နေတဲ့ကောင်အဲ့လိုစစ်ခွေးပုံမှုတကောင်တည်ကောင်းတယ်ကောင်းဤပဲနော်ပြီးတော့ဒါဆယ်လာပိုင်းဆယ်နှစ်ရက်နေမှာလဲဒါမလိုင်မြို့နယ်ကနေအိမ်ကြီးတော်ရွာကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ပါစစ်ကြောင်းစစ်ကြောင်း200နော်အဲ200 250 200အဲ့ပတ်ချာလေးတွေကြီးပဲလာတာအဲ့တော့အဲ့စစ်ကြောင်းကိုထပ်ဖြုတ်တယ်ထပ်ဖြုတ်တာကလည်းဒါခုနရင်းလေးရင်းစင်နဲ့အတူဒါမြင်းညံခဲအမှတ်1တက်ရင်းအမှတ်1တက်ရင်းပြီးရင်နထိုးကြီးပကပပြီးရင်တတဝူးပကပအများကြီးအဖွဲတွေအများကြီးပေါင်းပြီးတော့ထပ်ပြီးတော့ပြင်းတာ စစ်ကောင်စီအသေးဆုံးအထိကိုက်များတယ်ပေါ့နော်အထိကိုက်များပြီးတော့သူကဘာထက်လို့လဲဆိုတော့ဒါမလိုင်မြို့နယ်အဲနှောကန်ရေစကန်နှောကန်ရေစကန်ကိုစစ်ကူထက်ခေါ်စစ်ကူရောက်လာတယ်အဲရောက်လာတယ်မလာဘူးမဟုတ်လာတော့လာပေးတယ်အရင်လိုတော့မဟုတ်ဘူးပေါ့နော်စစ်ကူလာပေးတယ်ဒါပေမဲ့အဲစစ်ကူလာတဲ့ကောင်ထပ်ဖြုတ်လာထပ်ဖြုတ်လာဖြစ်စရာဘယ်လိုလဲဆိုတော့ခုနအင်အားဒါ200ပါတဲ့စစ်ကြောင်းကိုကြတော့ရင်းလင်းရင်းတစ်ဆယ်ကဖြုတ်တယ်အဖြုတ်ပြီးသွားတဲ့အချိန်မှာစစ်ကူလာတဲ့ကောင်ကိုခုနရင်းလေးရင်းတစ်ဆယ်အပြင်ဒါရင်းတစ်ရင်းရှစ်ပြီးရင်နထိုးကြီးပခါပတတိုးပခါပဒီလိုမျိုးအဖွဲတွေက ဖြတ်ပြီးတော့ဆက်တိုက်တာပေါ့နော်လာတဲ့စစ်ကူကိုပါဆက်တိုက်ဟိုမှာရှိနေတဲ့ကောင်ကလည်းတိုက်တယ်စစ်ကူလာပြီးတဲ့ကောင်ကလည်းပြင်းတယ်အဲ့တော့အဲ့စစ်ကူလာတဲ့စစ်ကြောင်းကနေထက်ရတယ်ပြောကျင်တာမရမှာဆိုလို့စစ်ကူနဲ့ပါလိုက်ပြီးတော့ထက်လာလူတာပေါ့နော်အဲ့မှာ MA1 လေးလက်ရတယ် MA2 နှစ်လက်ရတယ် MA3 လေးလက်ရတယ်60မမပြောင်းလို့တလက်ထက်ရတယ်အာရှယ်ပဲတကယ်ကိုအပါတရားကြီးပေါ့နော်အဲ့တော့ဒီတိုက်ပွဲတွေမှာဘာတွေ့ရလဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေရဲ့လုံးဝနောက်မဆုတ်စတန်ရဲရဲဝံ့တိုက်ခိုက်တဲ့စိတ်ဓာတ်တွေကိုတွေ့ရတယ် အဲ့လိုမျိုးတိုက်ခိုက်နိုင်မှုအတွက်ကလည်းနောက်ကနေပြီးတော့ပံ့ပိုးပေးမဲ့လူလူကလူလူရဲ့အားတွေကအများကြီးလိုအပ်တယ်ပေါ့နော်ဒီလိုမျိုးတိုက်ပွဲတွေဒါရက်ရှည်ကြီးတိုက်ပွဲရက်ရှည်ကြီးပြဒါတိုက်ပွဲမဖြစ်တဲ့ရက်ကောင်မရှိဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့သူတို့တိုက်ခိုက်ရတဲ့အခါမှာသူတို့အယံပင်မန်းကျွန်တော်ဟိုနေ့ကပြောခဲ့သလိုပေါ့ဗျာအဲ့လိုတိုက်ပွဲကာလရှည်ကြာကြီးဖြစ်နေတဲ့အချိန်မှာစားဖို့တောက်ဖို့ကစနောက်ကိုပို့ထားရတယ်အဲ့ကိစ္စလေးဒါရှင်တန်ရက်ရှည်အတွက်နောက်ကိုပို့ထားမတည်အောင်ရင်လုပ်ပြီးတော့သူများတည်အောင်တိုက်ရတိုက်ရတော့အယံခက်ခဲတဲ့အယံပင်မန်း နေ့စဉ်ရက်ဆက်ကြီးဖြစ်လာတဲ့ခါကျရင်စိတ်တည်းကြစစ်ကောင်စီလိုကောင်မျိုးစိတ်တည်းကြအပြည့်စုံတဲ့တိုက်ပွဲဝင်နေရတဲ့စစ်ကောင်စီလိုကောင်မျိုးစိတ်တည်းကြဒါပေမဲ့ကျွန်တော်တက်ဖွဲ့အဲ့လိုမကြအောင်နော်ရောက်တက်ဖွဲ့အထီးကိုင်ဆုံးရှုံးနေလဲရှိတယ်အမ်ဒီကောင်ဒီဘက်ကလည်းပြောတာပဲရှိတယ်မထီးကိုင်ဘူးမဟုတ်ထီးကိုင်တယ်ဒါပေမဲ့အဲ့ကြတဲ့ကောင်မှဒီလိုမျိုးကြီးမားတဲ့အောင်မြင်မှုတွေရဖို့အတွက်ကိုကျွန်တော်တက်ဖွဲ့တွေကနောက်မဆုတ်စတန်တိုက်ခဲ့ကြအားကြပြည်သူလူထုရဲ့ထောက်ခံမှုကအရန်ကြီးကြီးတယ်ထောက်ပံ့ပေးမှုကအရန်လိုအပ်တယ်တပ်ဖွဲ့တွေဒီလိုမျိုးရက်ရှည်တိုက်ဖို့အတွက်ကခဲယမ်းတွေအများကြီးလိုအပ်တယ် အဲ့လိုမျိုးရက်ရှည်ကြီးတိုက်နိုင်ဖို့ကလည်းအခုချိန်မှာရေးကြီးလာဘာလို့လဲဆိုတော့စစ်ကောင်စီဘက်ကစစ်အင်အားဆိုရင်ရင်းတော့100ပတ်ချာလဲကနေအခု200 250ပတ်ချာလဲတွေဖြစ်လာတယ်ပြီးတော့တုံးလာတဲ့ပစ္စည်းပစ္စည်းတွေကြီးလာအဲ့ထဲမှာတင်းစီရမီးရဲ့လက်နက်တွေထဲမှာပဲကြီးလာအောင်မကားတွေကစားပါဂျမ်မာရီဆိုကြီးတယ်ဒရုန်းတွေဆိုကြီးတယ်အဲ့တော့ကျတော့ညီမျိုးစုံတဲ့ကိုဒါအင်အားအများကြီးနဲ့စစ်ကြောင်းထိုးနေတယ်ဒါစားကားစားစစ်ကြောင်းတွေကိုဒလိုင်းတက်ဖွဲ့တွေကမစုံစတမ်းပြန်တိုက်ဖို့အတွက်ကသူတို့မှအများကြီးပြေဆုံးနေဖို့လိုတယ်အရန်စနစ်တွေထားဖို့အတွက်လိုတယ်။အဲဒါကြောင့်အခုလိုမျိုး လက်တုံပြန်တိုက်ခိုက်နိုင်တာဟာတကယ်ကိုကြီးကြီးလေးစားမယ်ဒါတပ်ဖွဲ့တွေဖြစ်တယ်ပေါ့နော်အဲ့တော့ရက်ရှည်တိုက်ပွဲတွေဖြစ်လာတဲ့အတွက်လိုအပ်ချက်တွေများတဲ့အခါပြည်သူလူထုကကူညီပေးကြပါပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းဒီဟာနဲ့ပတ်သက်လို့သူတို့အထိနာသွားတာဖြစ်တဲ့အတွက်အခြေအနေမှာမဟုတ်ဘူးအခုကစစ်ကြောင်း၃ကြောင်းစစ်ကောင်စီဘက်ကစစ်ကြောင်း၃ကြောင်းကိုလာသမျှဟာအကုန်ဖြုတ်နေတာအဲ့တော့ညီပြန့်ကတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ဒီလိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်ကစစ်ကောင်စီကမျှော်လင့်ထားမှာမဟုတ်ဘူးဒါပေမဲ့တပ်ဖွဲ့တွေကအကုန်လုံးကအဲ့လိုစိတ်တဲ့မျိုးရှိတယ်အကုန်လုံးကအဲ့လိုအရေးချင်းရှိတယ် ်အကုန်လုံးမှာအခုတွေ့ကြုံနေပြေဝနေကြတကယ်သာလက်နက်ခဲရန်ပြေဝကြည့်လိုက်အာရှယ်ရှယ်ဒီလိုမျိုးတရင်နေကြီးပဲတောက်လျှောက်ထိုင်ဆောင်နေအောင်ပဲတကယ်ပြောတာအဲ့တော့ပေးဆက်ယင်းရတဲ့ဟာတွေရှိတယ်ကြဆုံကြတဲ့သူရဲကောင်းတွေရှိမယ်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်အဲ့လိုတပ်ဖွဲ့တွေကိုလည်းကျွန်တော်မေ့ထားလို့မရဘူးအဲ့တော့ကုနိုင်သမျှကုဝေးကြပါတက်နေသလောက်ပါဝင်ပေးကြပါပေါ့နော်အဲ့တော့ ပြီးတော့တိုက်ပွဲသတင်းတွေကိုအခုလိုမျိုးစုပြီးထုတ်ပြန်ပေးတာတကယ်ကျေနပ်တယ်ကျွန်တော်ဆိုရင်ဒါစိတ်ဝင်စားဖို့ లై ပောင်းတာရှိတယ်အဲ့တော့မိဘပြည်သူတွေလည်း లై ပောင်းနေလိမ့်မယ်ဒီလက်တက်အရေးအတွက်တွေပေါ့နော်ကျွန်တော် లై ပောင်းထားတဲ့ဟာလေးဒါမိဘပြည်သူတွေပြင်မမှာဆိုတော့ကျွန်တော်တခါပြောလိုက်မှာပေါ့နော်အဲ့တော့လက်နက်မျိုးစုံ58လက်ရတယ်ဂျမ်မာကားတွေရတယ်ပြီးရင်ဂျမ်မာအသေးအကြီးအစုံရတယ် drone တွေရတယ်ပြီးရင် drone shooter နှစ်ခုရတယ် drone ကချာပေါ့နော်ပြီးရင်ကား6စီးရတယ်ပြီးရင်ကြီမျိုးစုံဘုံစီးမျိုးစုံအဲ့ဒါတွေတော့မပြောတော့ဘူးဗျာနော်အဲ့လောက်အများကြီးရတယ်ဗျာ ေဆုံးတဲ့ကောင်တွေအများကြီးရှိတယ်ဒါဖမ်းမိတဲ့ကောင်တွေ၉ဦးလောက်ရှိတယ်၉ယောက်လောက်ရှိတယ်၉ကောင်လောက်ရှိတယ်ပေါ့၉ကောင်လောက်ရှိတယ်အဲ့တော့ကျတော့အောင်မြင်မှုကတကယ်အကြီးလက်နက်မျိုးစုံ58လက်ရတာနော်တကယ်တကယ်ဒါအများကြီးပဲပြင်ဒီကလိုက်ပြီးနေပြင်းရှင်းတဲ့ခါကျရင်ထက်ရရင်လည်းရအောင်ပါတယ်ကောင်တွေအဲ့လိုပဲသိရမလားပြစ်ပြီးပြေးတာလေကစင်ကလေးကလည်းအဲ့လိုပြေးကြတာလက်နက်တွေကထွတ်ပြစ်ပြီးပြေးတာအဲ့တော့တပ်ဖွဲ့အနေနဲ့ညောင်းညုံပြောင်းကြားတွေလက်ကစင်းတွေကြားတဲ့တွေဒါမျိုးတွေလည်းလိုက်ရှာသင့်ပါတယ်ပေါ့နော်အဲ့လိုမျိုးတွေမှာလွတ်ပြစ်ခဲ့တာတွေရှိနိုင်တယ်သူတို့ဆုတ်ခွာရလမ်းကြောင်းသူတို့ဆုတ်ခွာရမဟုတ်ဘူးထွက်ပြေးရလမ်းကြောင်း သူတို့ထွက်ပြေးရလမ်းကြောင်းတစ်လျှောက် လုံးမှာကြံခဲ့နိုင်တဲ့ပစ္စည်းပစ္စည်းရည်လည်းအများကြီးရနိုင်ရရှိတယ်ပေါ့နော်အဲ့တော့အိုက်ဘက်ချမ်းမှာရှိတဲ့ဒေသခံပြည်သူတွေအနေနဲ့လည်းပို့ပြီးတော့ view စိုက်ကြစေခြင်းနဲ့ဒီကောင်တွေအထိနာသွားဖြစ်တဲ့အတွက်တေချာပေါက်ပြန်ပြီးတော့မမှန်ရန်လောက်ရတဲ့လုံမှာပေါ့နော်အဲ့လိုမျိုးရှေ့မာတင်ကိုပဲဒါခုနပြောလို့ပေါ့မီရှိုတာတွေလောက်တဲ့ပြည်သူတွေကိုနှိပ်စက်တဲ့အာမတင်းချင်းတက်ဖြတ်တာမျိုးတွေလောက်တဲ့အဲ့လိုမျိုးလောက်ရတဲ့ကောင်တွေဖြစ်တဲ့အတွက်တေချာပေါက်အိုက်တဲ့ပို့ပြီးတော့ဒါမရန်ရုံမာတဲ့လောက်ရတဲ့စုပ်ပဲ့တဲ့လောက်ရတဲ့ကိုလုံနိုင်ရှိတယ်အဲ့တော့အဲ့ဒါကြီးလေဒါသတိထားပေးကြပါဘောနော်အဲ့တော့ လိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကဗိုလ်မှူးဗိုလ်ကြီးတွေအပါပေါ့နော်စစ်ကောင်စီတိတိလေးပေါ့နော်တိတိလေးအကောင်နေရစအများကြီးတည်ဆုံးပြီးတော့အဲလက်နက်ခဲရန်တွေလည်းအများကြီးရတယ်အဲ KN ဆက်ဆက်ပစ္စည်းဆိုလည်းအများကြီးရတယ်တပ်ဖွဲ့တွေပြန်ပြီးအုံပြုတ်ဖို့အတွက်ကားတွေကစပေးတာရှိတယ်အဲ့လိုမျိုးအတွက်တော့မင်းတို့ဘဘကြီးကိုတကယ်ကျေးဇူးတင်တယ်ဒါစိတ်မကောင်းစရာကတော့ဒါကွန်ပျူတာလာထုတ်ဝင်ပေးနိုင်ဘူးဖွဲ့တွေလည်းမအားဘူးပေါ့နော်အဲ့တော့ကိုယ့်ဘကိုပဲနှစ်သိမ့်လိုက်ကြပါတော့နော်ဘာဖြစ်ဖြစ်တပ်ဖွဲ့တွေကပေါ့နော်ဒီရုပ်သံမှတ်တမ်းတွေမှာလည်းမြင်ရပါလိမ့်မယ် တက်ကြွပြီးတော့ဗောဗျာလုံးဝတိုက်ပွဲဝင်ဖို့အတွက်ကိုစိတ်အားတက်တန်ပြင်းပြနေတဲ့ပုံစံတွေကိုတွေ့ရတော့တကယ်အားရတယ်ဗျာပြည်သူတယောက်အနေနဲ့တကယ်အားရတင်းအရုပ်သံထဲမှာဆိုရင်ကြော်ကြတာအာဆူညံနေတာပဲတိရသူကြေးကြော်သေးရဗာလဲဆိုတော့တင်းနန်းတော့မဖီးသေးဘူးအဲတင်းနန်းတော့မဖီးသေးဘူးဗောနော်15ရက်ပဲတင်းနန်းပေးရသေးတာအဲအဲ့လိုဖြုတ်တာစစ်ကောင်စီဘက်ကကောင်တွေတွေးပြီးဘလောက်တောင်မှရင်တာမလဲမသိဘူးဗာလဲဆိုတော့ 15ရက်ပဲတင်တဲ့ပေးရသေးတဲ့ရောင်းတော်လိုင်းတက်ဖွဲ့တွေကစစ်ကောင်စီကိုခုလိုမျိုးစစ်ကြောင်းတွေပါပြတ်ထွက်သွားအောင်ဗောနောအချိုးမြတ်တွေအများကြီးရအောင်တိုက်နိုင်နေတယ်ဆိုရဟာကမနေဘူးဗျအဲ့တော့ရှေးပိုင်းကာလမှာတောက်လျှောက်တောက်လျှောက်အတွေ့အကြုံတွေပြေဝလာတဲ့တက်ဖွဲ့တွေရဲ့လက်တွဲခေါ်မှုတွေလည်းပါတယ်ပြီးတော့နောက်ပိုင်းရောက်လာတယ်ဆိုရဲတက်ဖွဲ့တွေကအစဒီတင်တဲ့နေကိုဆက်ရထက်တန်စာနဲ့တက်ပြီးတော့ဗောနောတိုက်ပွဲဝင်ဖို့အတွက်မျှော်လင့်ဆောင်စားနေတဲ့အဖွဲ့တွေကလည်းအများကြီး ။နောက်ကြတော့စစ်မြေပြင်မှာရောက်သွားတဲ့အခါမှာအောင်မြင်မှုရတော့ဒီလိုပဲကြွေးကြော်တာပါ။အဲ့သူတို့ရဲ့ကြွေးကြော်တဲ့ပုံတွေကိုကြည့်ပြီးတော့ကျွန်တော်ကတော့ဂျင်းနဲ့တယ်အားရတယ်ပေါ့နော်။ပြီးရင်ဒါတယောက်ကပြောသေးရင်အာသူတကယ်ချက်တယောက်ပါလေ။ကောင်းကောင်းတော့တနက်ပြတ်သွားလို့ပေါ့နော်။ဘဘကြီးကတနက်အစ်စ်လာပေးတာ။ကောင်းစီကိုနှိမ်တာ။မင်းတို့ကောင်းနေနှိမ်ခံနေရတာမင်းတို့စစ်တပ်ကကောင်းနေပေါ့နော်။15ရက်ပဲတင်တန်းပေးရသေးတယ်တပ်ဖွဲ့တွေဖြုတ်တာကိုခံရတာ။ခံမင်းတို့ကောင်းနေခံ။မင်းတို့ကောင်းနေလူတို့ထောက်ခံမှုကြာရှုံးလို့မင်းတို့ဒီလိုမျိုးအဖြစ်ဆိုးရဖြစ်ဆိုးမျိုးရောက်တာပေါ့နော်။အဲ့တော့ လူလူကလည်းတေးကြတယ်မင်းတို့အခုလိုမျိုးမမတ်ရန်လှုပ်ရက်တွေဟာကြေးပါလေမီးရှို့အိမ်ဆောက်ထားတာမင်းတို့မီးရှို့ကိုများမှတ်အေးအဲ့လိုမျိုးမင်းတို့ကောင်နေသူများပစ္စည်းကိုဖျက်လို့ဖျက်စီးလုပ်တယ်သူများရှာထားတဲ့ပစ္စည်းပစ္စည်းကခုနကလိုအတအိုးဝင်စီးစိမ်နေရဆလိုက်ပြီးတော့ရန်ရှာတယ်ဒီငွေကြေးလက်ဝက်လက်စားဒါတွေကဆမင်းတို့အတွက်များရှာထားများမှတ်နေလားမသိဘူးမင်းတို့လိုက်ပြီးတော့လူယူတယ်ခိုးယူတယ် အဲ့ကြအဲ့လိုဟာတွေရဲ့လောက်ရက်ကတော့ကျွန်တော်တေးကြတယ်ဟလာအချိုးဆက်ကတော့ဒီထက်ဆိုးတဲ့ဟာတွေပဲခံရမှာပေါ့နော်အဲ့တော့တက်ဖွဲ့တွေကတော့တကယ်စိတ်ရတက်ကြွစရာကြီးကိုမြင်တွေ့နေရပါဗျာအဖွဲ့တွေကလုံးဝဟာဆဲတာလဲမုန်းမွန်းနေတာအဆဲနဲ့နေဟိုဘက်ကကောင်နေလူးလိမ့်နေလောက်ရလူးပြန်နေလောက်တယ်ငါပြီးရင်တက်ဖွဲ့တွေရဲ့ဒါနိုင်လို့စိတ်ပြင်းထန်မှုကတော့တကယ်ကိုအတိမတ်ပြုရမယ်အဲ့တော့ဒီထက်ပို့ပြီးတော့ဒါဆက်လက်ပြီးပါဝင်ပေးကြဖို့ကိုလည်းဒီတက်ဖွဲ့တွေကမိဘပြည်သူတွေကိုတောင်းဆိုထားတာရှိတယ်ပေါ့နော်စစ်ကောင်စီကနေရာနဲ့ထိုးစစ်တွေအပြင်းထန်လှုပ်လာနေတဲ့အတွက်တပ်ဖွဲ့တွေကောင်းကောင်းတုံ့ပြန်နေတယ်။အဲယာနဲ့ချီတဲ့အင်အားတွေကိုခုခံနေရတယ်။ တိုက်ပွဲတွေကရက်ရှည်ဖြစ်လာတာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေလည်းပင်ပန်းနေပါတော့ဒါပေမဲ့ပြည်သူတွေရဲ့မြေတာပြည်သူတွေရဲ့ထောက်ပံ့ပေးမှုတွေကတပ်ဖွဲ့တွေတကယ့်ကိုအထောက်အကူဖြစ်ပါတယ်အဲ့တော့ပူးပေါင်းလာတဲ့ဟာတွေကိုလည်းကျွန်တော်တွေ့ရတယ်ပူးပေါင်းပြီးတိုက်ပွဲဝင်တဲ့ဟာတွေကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ပူးပေါင်းပြီးတိုက်ပွဲဝင်တဲ့ဟာကအရန်အကျိုးရှိတယ်ဗျကျွန်တော်ဟိုတလောကဒါပုံမှန်ခဲကိုမေးတာအာညီလေးဘလို့လဲပူးပေါင်းပြီးတိုက်တဲ့ဟာတွေက ဘာတွေအကျိုးမြတ်တွေရတယ်အဲမေးဘာတွေပြောင်းလဲလာလဲဟာကျွန်တော်ကတော့မသိဘူးကိုကြီးတဲ့ပူပေါင်းပြီးတိုက်တာကျွန်တော်ကျွန်တော်တောင်းရင်တောင်းသလိုရတယ်ပေါ့နော်ကျွန်တော်ဒါမိတ်ဆွေတွေအများကြီးဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတော့ကျွန်တော်ဒီတိုင်နေစီကနေပြီးတော့ကျွန်တော်တောင်းတောင်းလို့ရတာရှိလာတယ်ဗောနော်အာကိုကြီးလုံးကျွန်တော်ကြည်လုံးနေပြီပါညာအဲ့လိုမျိုးပေါ့ဟုတ်တယ်လေအဲ့လိုမျိုးပဲကို့မှာမရှိတဲ့ဟာကိုသူ့စီကရသူ့မှာမရှိတဲ့ဟာကိုကို့စီကပေးအဲအဲ့လိုပုံစံမျိုးတွေနဲ့ကျွန်တော်တို့ဒါတစ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီးတော့ ူလိုအပ်တဲ့ဟာကိုဖြစ်ကိုလိုအပ်တဲ့ဟာသူစီရယူအဲဒါမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်တဲ့ခါကျတော့ထိရောက်တာပေါ့အင်အားကလည်းအများကြီးဖြစ်သွားတယ်ဗျာအဲဒါဆိုတော့တကယ်ကောင်းမွန်တဲ့ဒါစီလုံးမှုတွေကိုကျွန်တော်မြင်တွေ့ရလိမ့်မယ်ဒီလိုမျိုးပဲပူးပေါင်းပြီးတော့လှုပ်ဆောင်ကြဖို့ကိုလည်းတပ်ဖွဲ့တွေကိုမြေတားရက်ခံနေပေါ့နော်အဲ့တော့ဒီတိုက်ပွဲတွေကိုတကယ်ကျေးဇူးတင်တဲ့လက်နက် အားလုံးပေါင်း40နှစ်မှ9လက်ဒါတော့ကြံကြံသွားအောင်မှမှားသွားရင်လည်းခွင့်လို့ကျွန်တော်ပေါင်းကြည့်ရ48လက်ရှိတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီသတင်းကလည်းအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်နောက်တစ်ခုနောက်ထပ်တိုက်ပွဲတစ်ခုကလည်းမြင်းညံသားတွေပဲမြင်းညံသားတွေပဲလက်ဆွမ်းပြထားရလို့ပြောလို့ရတယ်မြင်းညံတဲ့ရင်းနေပေါ့ဗျာအဲ့တော့မြင်းကျန်ကျွန်တော်ပြောချင်တာကဒါမြင်းကျန်သားတီးတန့်ဆိုတဲ့ပုံစံမျိုးပြောတာမဟုတ်ဘူးเนาะဘာဖြစ်လို့ဆိုတော့ဒီတယင်းနေတဲ့မှာတပ်ဖွဲ့ဝင်တွေအကုန်လုံးကမြင်းကျန်ငါဆိုတာထက်ပေါ့เนาะနေရာဒေသအသီးသီးကနေရောက်လာတဲ့တပ်ဖွဲ့တွေအများကြီးပါတယ်အဲ့တော့ကျတော့အဲကျွန်တော်ပြောချင်တာဒီလိုမျိုးတယင်းနေလို့ပြောရပြောရင်တော့ပုံမှန်တာပေါ့လေ အဲ့မှာအကုန်လုံးပါဝင်ကြတယ်အဲပြီးတော့အားလုံးရအောင်ပွဲလို့ပြောလို့ရတယ်အဲဒီမြင်းကြံသားရေဘာမဟုတ်ဘူးပေါ့နော်ဒီတရင်မှာပါဝင်နေတဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းနေရာဒေသအနှံ့ကပါလိမ့်မယ်ပြီးရင်အဲ့တရင်တွေကိုထောက်ပို့ပေးနေတဲ့ပြည်သူတွေကလည်းနေရာဒေသအနှံ့ကပြည်သူတွေပါတယ်အဲ့တော့အားလုံးရအောင်ပွဲ ဒါပေမဲ့ကျွန်တော်တို့ကဒါကိုစားပြုအနေနဲ့ခေါ်လိုက်တာပေါ့နော်အဲမြင်းကြံကတရင်နေတက်ဖွဲ့တွေပေါ့နော်အဲခုနလိုနာမည်တွေလည်းတက်ပြောတာလည်းရှိတာပေါ့အဲ့တော့လိုအပ်ချက်ရှိသွားရင်နားလည်းပေးပါပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒါအော်ရိုဘာလ22ရက်နေ့ကကိုတက်ကြီးတို့ဖွဲ့အဲလာပြီအဲ့ဒါအဲ့ဒါကတော့ဒါမြင်းကြံကနေနထိုးကြီးဘက်ကိုမောင်းလာတဲ့စစ်ကောင်စီပါတယ်ပြူပါတယ်ရဲပါတယ်စစ်ခွေးရဲခွေးပြူခွေးအဲ့ကောင်နေပါတဲ့တပတ်က3စီးကိုမြင်းကြံခရိုင်တရင်ခွန်0ပြောက်ကြတက်ဖွဲ့နဲ့မြင်းကြံခရိုင်တရင်8ကလျှက်ပြက်ဝင်ဖြုတ်လာ ဝင်ဖြုတ်တာအဲကားသုံးစီးဒီကောင်လေးပါလာတယ်ဆိုတာသိတဲ့အချိန်မှာဝင်ဖြုတ်တာဗောနော်အဲ့မှာချက်ချင်းလက်ငင်းတေဝါတကောင်တကောင်တေဝါတေဝါပြီးတော့ကားသုံးစီးလာတဲ့အချိန်မှာနှစ်စီးရထွက်ပြေးတာပြေကံပြေးအချိန်မှာထွက်ပြေးတာအထွက်ပြေးတော့ကြံတဲ့တစည်းကြံခဲ့တယ်ဗောနော်တစည်းကြံခဲ့တယ်သုံးစီးလာတာဟုတ်တစည်းကြံခဲ့တယ်ကြံခဲ့တဲ့အချိန်မှာအဲကားပေါ်မှာဂျမ်မာကြီးပါတာဂျမ်မာကြီးအကြီးဂျမ်မာကြီးပါတယ်အဲအဲကားလည်းကြံခဲ့တယ်ဗောနော်ဒါပေမဲ့ဂျုံတက်ဖွဲ့တွေကဘာအခက်ခဲဖြစ်လဲဆိုတော့လျှက်တစ်ပြက်လောက်လာတာဗျာအဲ့ ဖြစ်တဲ့နေရာနဲ့ဘေးပညာမှာပေါ့နော်ဒါတမိုင်ကွဲနှစ်မိုင်ပတ်ချလဲမှာဒါရန်သူရှိတယ်ပေါ့ဗျာရန်သူရှိတယ်အဲ့တော့ကျတော့ရောင်းတက်ဖွဲ့တွေကအဲ့နောက်မှာအကာအကွယ်လည်းမရှိဘူးမြင်းတဲ့အတိုင်းပဲခြုံပုတ်လေးပဲရှိတယ်အဲ့တော့အဲ့လိုမျိုးဒါတိုက်ပြီးရောချိန်မှာဒါဒီကောင်တွေထွက်ပြေးသွားပြီဆိုတဲ့ချိန်မှာကျောင်းတက်ဖွဲ့တွေကအဲ့ဂျမ်ပါနဲ့အဲ့ကားနဲ့ကိုယူဖို့အတွက်စူးစမ်းစူးစမ်းသေးတယ်ဒါမဲ့ထိထားတော့ရှိတာပေါ့ဂျမားလည်းထိသွားကားလည်းထိသွားပြန်ပြင်မယ်ဆိုရင်တော့လည်းရအောင်ရနိုင်တယ်ဒါပေမဲ့လည်းအကောင့်တိုင်းပြန်မောင်းပြီးတော့ယူသွားလို့မရအောင်မလွယ်ဘူးပေါ့ဗျာပြောရရင် ဘာလို့လဲဆိုတော့ဒီခုနထွက်ပြေးသွားတဲ့နှစ်စီးကလည်းတေးကြတယ်လူစုပြီးတော့ပြန်လာမှာပြီးတော့ကျတော့ဒီတိုက်ပွဲဖြစ်နေတဲ့အတန်တွေကိုလည်းသူတို့တေးကြပေါ့အဲ့သွားနေတဲ့သတင်းပို့မှာသတင်းပို့တဲ့ခါကျရင်ဘေးပညာမှာရှိတဲ့ဒါရန်သူကလည်းဒါအင်အားစုပြီးတော့ဒီနေရာကိုရောက်လာနိုင်တယ်အဲ့ကျနောက်ဆုံးသူတို့တေလို့မရတော့တဲ့ခါကျတော့နှမျောစရာကြီးပြအဲ့ဂျမ်ဘာကြီးရောကားကြီးရောလက်ပြုံထည့်ပြီးခွဲပြေးခဲ့ခွဲပြေးခဲ့ရဒါပေမဲ့တပ်ဖွဲ့တွေကအချိုးမြတ်ရလိုက်တယ်ကန်းတုံးလည်းရအဲကန်းတုံးလည်းရတယ်အချုပ်ပြောရရင်အောင်မြင်တယ်ဗောဗျာအောင်မြင်တယ်ဟုတ်တယ်လေတစ်ရက်တစ်ပြက် ဒီကောင်နေရှိပါတယ်ဆိုတော့ဂျားထဲမှာဝင်ပြီးတော့ဖြုတ်တာဖြုတ်ပြီးရတဲ့အချိန်မှာဒီကောင်နေကိုအထိနောင်လုံနိုင်တယ်တကောင်သေးတယ်ပြီးရတယ်လက်နဲ့သုံးလက်ရတယ်ပြီးရင်တက်ဖွဲ့တွေအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်အဲ့ဒါစစ်ကောင်စီမင်းတို့ဘက်ကကောင်တွေတိတ်ခါကြတိတ်ခါကြမင်းတို့ဘေးဘေးညာမှာမင်းတို့တမိုင်နှစ်မိုင်ပတ်ချာလေလောက်ပဲရှိတဲ့နေရာဂျားလည်းကိုဝင်ပြီးတော့တက်ဖွဲ့တွေကဖြုတ်သွားတာမင်းတို့ကောင်တွေပြောတော့ကြဘာဖြစ်တယ် တိုင်းပြည်ကိုကာကွယ်မယ်လူလူကိုကာကွယ်မယ်ဟဲ့လားကိုကိုတော့မနဲ့ကာကွယ်နေရတာမြန်လူလူကိုဒုက္ခပေးမယ်မင်းတို့ကိုမင်းတို့မနဲ့ကာကွယ်မယ်အဲ့လိုပြန်ပြောင်းဆောင်ဖို့တည်းအဲ့လိုပြန်ပြောင်းနော်အဲအဲ့ကြောင့်ဘလိုပဲဖြစ်မင်းတို့ဘက်ကကောင်နေဒီလိုမျိုးချတာပါလေဆိုတဲ့နေရာတော်မှာပဲတပ်ဖွဲ့တွေကဝင်ဖြုတ်လာဆိုတော့တပ်ဖွဲ့တွေရဲ့ရေစံတက်တီကိုမင်းတို့ကြောက်တင်တယ်တိတပ်ပူပြီးပြင်းလာအောင်ပါပေါ့နော်အဲ့တော့ခုနပြောလို့ပါပဲဒါတပ်ဖွဲ့တွေကအချင်းတို့တွင်းမှာလှုပ်ဆောင်နိုင်ခဲ့တဲ့ဒီဒီဆောင်ရွက်မှုတွေကိုကျွန်တော်တို့ဒါကြီးကျူးလေးစားမှာဖြစ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ဒါအဲကိုသက်ကြီးကလည်းပြောတယ်ပေါ့နော်ဒီမြင်းချန် ဒါသူ့ရဲ့တပ်ဖွဲ့တွေရောပေါ့နော်သူ့ရဲ့ညီငယ်တွေရောအပြင်ဒါအမှတ်ရှိတဲ့ရင်ကတပ်ဖွဲ့တွေရောတကယ်ကိုဂုဏ်ယူလေးစားရပါတယ်ဒီလိုအလုပ်မျိုးကလုပ်ဖို့တော်ရုံနဲ့မလွယ်ဘူးဆိုတဲ့ဟာမျိုးလဲဒါသူလည်းပြောတယ်ပေါ့နော်အဓိကတော့ဒီဟာကဂျာကြီးထဲမှာလည်းလုံနေရတဲ့အပြင်ဒါအချိန်မျိုးရန်သူရောက်လာနိုင်တဲ့အတွက်အ мян ဖြုတ်အ мян ကောက်အ мян ဆုပ်အဲအဲ့လိုလုံနိုင်ဖို့အတွက်အရန်ရေးကြည့်တာအဲ့လိုလုံနိုင်ခဲ့တဲ့အတွက်လည်းတကယ်ချီးကျူးလေးစားရတယ်ပေါ့နော်ကျွန်တော်တို့ဒီပါပေါ့အချိန်တိုတက္ကနာလေးတော့မှဒီ ambush လုပ်တာကအင်မတန် တိုက်ဆိုင်မှုနဲ့ပေါ့နော်လမိုင်းလေးလို့သလိုကျွန်တော်တို့လက်ကီးလေးလို့တယ်ရဲရဲမှုလေးလို့တယ်ပေါ့ဘလောက်ပဲလှုပ်လို့ဒါဟိုလွယ်တဲ့ကိစ္စမဟုတ်ပေါ့အဲ့အတွက်ဒါအောင်မြင်တဲ့နော်ဟိုဘက်ရန်သူဒီဘက်ရန်သူအနည်းဆုံးကြားထဲမှာရဲရဲရဲလုံနိုင်ခဲ့တဲ့တော့ကျွန်တော်ညီငယ်တွေနဲ့တိုင်ရင်ရှစ်အားလုံးပေါ့နော်ရဲဘော်အပေါင်းဒါအကောင်းဆုံးစွမ်းဆောင်ပြီးတော့ကြိုးစားနိုင်ခဲ့တယ်လို့ပဲ ဘူးကျွန်တော်ကတော့အဲ့လောက်ပဲပြောချင်ပါတယ်ဟုတ်အဲ့တော့ဟုတ်တယ်အခုကြားရတဲ့အတိုင်းပဲပေါ့နော်တပ်ဖွဲ့တွေကိုတကယ်လည်းကုံယူတယ်ကျွန်တော်တို့ဒါပြည်သူအနေနဲ့อ่ะပေါ့နော်ဒီလိုမျိုးတိုက်ပွဲတွေကိုမျှော်လင့်နေကြတယ်အချို့တိုက်ပွဲတွေကကြတော့ဒါပြောသလိုပဲပေါ့နော်ဟိုဖြစ်တိုင်းမှာကျွန်တော်တို့ထုတ်ပြန်လို့မရပြန်ဘူးอืมအဲ့လိုအကန့်အသတ်ချက်တွေအများကြီးရှိတာပေါ့အဲ့တော့တိုက်ပွဲတွေကိုမျှော်နေကြတဲ့ပြည်သူတွေအောင်မြင်မှုအကြောင်းတွေမျှော်နေကြတဲ့ပြည်သူတွေအတွက်ကလည်းဒါဒီဥစ္စာတွေကထုတ်ပြန်ပြီးဖို့လည်းလိုအပ်တယ်တခါကြီးကြလည်းထုတ်ပြန်လို့မရတဲ့ဟာတွေရှိတယ်ဒါပေမဲ့လည်းမြေပြင်မှာဒါအောင်မြင်မှုယူနေတဲ့ဟာတွေ အောင်မြင်အောင်အမြဲစူးစမ်းနေတဲ့အဖွဲ့တွေကတော့အများကြီးရှိတယ်။ကျွန်တော်တို့ကသူတို့ရဲ့အတန်တွေကိုအခွင့်မရလို့သာမကြားရတာပေါ့နော်။အဲ့ကြောင့်တက်နိုင်တဲ့တော့ကျွန်တော်တို့လည်းလိုက်ပြီးဆုံစမ်းပြီးတို့တို့ထုတ်ပြန်တဲ့ခါပဲဖြစ်ဖြစ်ပြောလို့ရတဲ့လောက်ပဲဖြစ်ဖြစ်ကျွန်တော်မိဘပြည်သူတွေစီကိုပြန်ပြီးတော့အခုလိုမျိုးပဲဝေမျှပေးပါမယ်အဲ့လိုမျိုးဝေမျှပေးတဲ့ခါကျရင်လည်းဒါတက်ဖွဲ့တွေက လိုအပ်ချက်တွေအများကြီးနဲ့ရုံးကန်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုတက်ဆုံဆံများအလုပ်တွေကိုလိုအပ်ချက်အများကြီးနဲ့လုပ်နေရတာဖြစ်တဲ့အတွက်တက်နိုင်သလောက်ပံ့ပိုးကူညီပေးဖို့လိုပါတယ်ခုတာကိုတကြီးအဖွဲ့ဆိုလဲဒါကူညီပေးကြပါပေါ့နော်ခုနရှိကအဖွဲ့ဆိုလဲတက်နိုင်သလောက်ကူညီပေးကြပါအကြောင်းလင့်နေချထားပြီးမှာပေါ့နော်အဲ့တော့ဒီနေ့မှာတခြားထူးခြားတဲ့ဖြစ်စဉ်တွေတော့ရှိတယ်ဒါပေမဲ့တိုက်ပွဲအကြောင်းအရာကြီးပဲအာသီတာဖြစ်လို့ပြောတာဒီကောင်းနေကန်ဒီကန်နန်ကောင်နေပေါ့နော်ဒီဂန်ကောင်နဲ့အကြောင်းနေအတက်မရှူတော့တဲ့အကြောင်းနေတက်ဖွဲ့တွေကိုလာလှူတဲ့အကြောင်းနေနဲ့ပတ်သက်လို့အာပါတရဒါကြီးဖတ်ပြီးရချိန်မှာအာပါတရရှိလို့ဒါတက်ဖွဲ့တွေနဲ့ဆက်သွယ်ပြီးတော့ တပြောလို့ရတော့ကျွန်တော်ပြောချင်လို့အခုလိုမျိုးစီစဉ်လိုက်တာပေါ့နော်အဲ့တော့တခြားသတင်းတွေကလည်းထူးခြားရရှိပါတယ်နောက်ဗီဒီယိုတွေမှာဒီလိုမျိုးပဲထူးခြားဖြစ်စဉ်တွေပတ်သက်လို့တော်လိုင်းနဲ့ပတ်သက်လို့အောင်မြင်မှုရတဲ့ဟာတွေအပါတရားရှိတဲ့ဟာတွေထူးခြားဖြစ်စဉ်တွေကိုအခုလိုပဲတင်ဆက်ပေးပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်